လာမယ့်2026မှာကျွန်တော်အနေနဲ့ခင်းနောက်ကြမကြမ်းခင်ကြုံဆိုရင်တည်ယိုတည်ထားတဲ့ skill set အရေးကြီးတစ်ခုရှိပါတယ်ကျွန်တော်ရဲ့ဘဝဘာမှမရှိခဲ့တဲ့အချိန်တွေကအခုလိုမျိုးနေရာတစ်ခုရောက်လာအောင်ဝင်ဝင်လမ်းကြောင်းတစ်ခုဖြစ်အောင်ဖန်တီးပေးခဲ့တယ် skill set လို့ပြောလည်းမမှားပါဘူးဒါကို content creation လို့ခေါ်ပါတယ် ကျွန်တော်အနေနဲ့2020လောက်တုန်းကသာ content creation လမ်းကြောင်းမစားခဲ့ဘူးကျွန်တော်ရဲ့ပထမဆုံး video စမတင်ခဲ့ဘူးဆိုရင်အခုချိန်မှာလျော်လျော်ပြန်ပြီး sharing လုပ်ပေးနေတဲ့ corner ဆိုတာလည်းဖြစ်လာမှာဟုတ်ပါကျွန်တော်ရဲ့ဘောမှာ login ဆုံးဖြစ်ခဲ့တဲ့ car ၊ phone တလေးတွေ၊ laptop တလေးတွေဒါတွေဝယ်လာနိုင်မှုဆိုတာမဖြစ်နိုင်ပါဘူးဒါ riline ကျွန်တော်ပြောမှာအဓိကဂုဏ်ယူရဆုံးလို့ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့ချစ်ရတဲ့မိသားစုရဲ့ကိုချစ်ရတဲ့လူကိုပြင်ပြီးထောက်ပံ့ပေးလာနိုင်နေဆိုရင်အချိန်လေးတစ်ခုရောက်ခဲ့တော့ကျွန်တော်ဂုဏ်ယူရဆုံးပါပဲ။ဒီကုန်းချောရမယ်ဆိုရင်ဒါ riline အားလုံးဖြစ်လာနိုင်တယ်ဆိုတော့အခုလို internet ပေါ်မှာမြင်နေရတယ်ကျွန်တော် တော်ရဲ့ content creation လမ်းကြောင်းစားခဲ့လို့ပဲဖြစ်ပါတယ်။အချိန်နဲ့လောက်ပြီးပြီးကျွန်တော် content နဲ့ phantom လာနိုင်တဲ့အခါမှာကျွန်တော်လိုမျိုး content ဖန်ကြီးခြင်းနဲ့လုပ်ငန်းရှင်မိတ်ဆွေတွေအတွက်ကျွန်တော် MDI agency ဆိုပြီးတော့ agency တွေတစ်ခုစားထားဖြစ်တယ်။ပြောရမယ်ဆိုရင်ဒီ content creation ဆိုတဲ့ skill set ကြောင့်ပဲအရေးချင်းကြောင့်ပဲကျွန်တော်ဒါတွေအားလုံးဖြစ်အောင်လုပ်နိုင်ခဲ့တာပါ။ကျွန်တော်နားလေခုကြည့်နေမိတ်ဆွေတွေမှာလည်းပေါ်မှာငွေချင်းနဲ့ပတ်သက်ပြီးကိုယ့်ကိုယ်စိတ်တိမ်မကြဘူး။ online မှာလည်းငါဝင်ဝင်လမ်းကြောင်းတစ်ခုဖောက်ချင်တယ်။ဘယ်ဘက်ကနေဘယ်လိုစားမလဲမသိဘူးဆိုတဲ့လူတွေအတွက်ကျွန်တော်တို့လာမယ့်19ရက်နေ့တနင်္ဂနွေနေ့မှာ ျွန်တော်တို့တတိယကျင်းပမြ free seminar လုပ်ဖို့ရှိပါတယ်ကျွန်တော်ဘက်ကနေပြီးတော့ online ပုံမှန်ဝင်ခွင့်လမ်းကြောင်းဖောက်ချင်တဲ့လူတွေအတွက်ဘယ်လိုနည်းလမ်းတွေရွေးချယ်လို့ရမလဲဘယ်လို skill set တွေကတင်ယူရမှာလဲအခုလိုမြင်နေရတဲ့ internet ပေါ်ကနေ content creation ဆိုတာကဘယ်လိုမျိုးဝင်နေရလဲ ျွန်တော်ဒါတွေအားလုံးတစ်ခုချင်းစီအသေးစိတ်မျှဝေပြီးမှဖြစ်ပါတယ်။စိတ်ဝင်စားတဲ့ mystery အနေနဲ့ရတော့ topic နှစ်ခုအရှိပါကျွန်တော်ရဲ့ personal account ရော page account ကို follow လုပ်ထားတဲ့ screenshot ကျွန်တော်တင်ပကူပို့ပေးရပါလိမ့်မယ်။ BBS run နဲ့ကျွန်တော်တင်ပကနေပြီးတော့ပြုလုပ်မဲ့ seminar တွေ Telegram link ချပေးပါမယ်။2025ကုန်ဖို့ဆိုတော့တိတ်မကြံတော့ပါဘူး။ငါပေါ်နဲ့ပတ်သက်ပြီးတော့ငါပြောင်းလဲကြည့်တယ်။ဒါပေမဲ့ဘေးကစမယ်မသိဘူးဆိုတဲ့လူတွေအတွက်လည်းကျွန်တော်မြင်တာတော့ဒါ mystery ban ဆက်ဖြစ်နိုင်ပါလိမ့်မယ်။